ော်ဝဲမှာဒွေးလွန်တိုကွေကြောင်းအခုနေမေလာဆယ်နေ့ကနေဂျွန်လ19ရက်နေ့ဒီသေဆိုးသူကလေးခုနှစ်ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒွေးဆေးဟုတ်ကြီးမှာဂျွန်လ19ရက်နေ့ညကဒွေးလွန်တိုကွေယောဂါကြောင်းအသက်ရှင်နေရွယ်ကလေးတို့ထမှန်သိဆုံးခဲ့ပါလေ။အဲဒီကလေးဟာဒဝဲမြို့ညောင်ရတောင်ရဲ့ဆေးဦးနောင်လမ်းမှာနေထိုင်သူဖြစ်ပြီးဂျွန်လ16ရက်နေ့ကစာဖြာပြီ ကျွန်လာ19ရက်နေ့ညနေပိုင်းမှာကိုဘူချေလွန်ပြီးတက်သွားတဲ့အတွဲဈေးကိုပို့လိုက်ရမှာသွေးနှုန်တိုကွေးရောဂါနဲ့ညစနိုင်းလောက်မှာတိတ်ဆုပ်သွားတယ်လို့မိသားစုနဲ့နှိစသူတို့ကပြောပါတယ်။တွေ့ခဲ့မှာဧပြီလနောက်ပိုင်းကစလို့သွေးနှုန်တိုကွေးဖြစ်ပွားနေပြီ။မိုးရသည့်စတင်တဲ့မေလမှာသွေးနှုန်တိုကွေးကြောင့်ကလေးတို့တိတ်ဆုပ်ခဲ့ပြီးကျွန်လာ3ပိုင်းမှာတော့တိတ်ဆုပ်တဲ့ကလေးဟာလေဝအထိရှိလာပါတယ်။ တိတ်ဆိုးတဲ့ကလေးတွေဟာအသက်ငါးနှစ်ကနေဆယ်ကျော်သက်အရွယ်ရှိတဲ့ကလေးတွေဖြစ်ကြပါတယ်။အခုလက်ရှိတော်ရဲ့မျိုးပေါ်ပြည်သူဇေယုံနဲ့ပုဂလိကဇေယုံတွေမှာလူနာတွေတွေ့သေးလို့အမှုအခြေအနေမှာမြင့်မာလျက်ရှိပြီးရှာပေးနိုင်တဲ့ပမာဏဟာကျဆင်းနေတာကြောင့်တို့အလိုကူတို့ပြပဝင်ပေးကြဖို့လေတွေးလို့ရှိရင်အတင်းချိုက ပြောကြခဲ့ပါတယ်။ဒါပြင် တဝဲမျိုးရှိပြည်သူစေုံပုဂလိကစေုံတွေမှာလဲလာသားအရွယ်ကစပြီးတကြီးပိုင်းအမျိုးသားအမျိုးသမီးတို့ထိတွေ့လွန်တော့ကိုဖြစ်ပွားရဲ့ရှိပါတယ်